တက်တက်ရွယ်ဆိုတာ number just number အဲ့ဒါရဟမ်ကိုယ်ရဲ့နေစာချစ်လို့ရပါအကုန်ချစ်လို့ရပါတယ်အဓိကအသက်ပြင်ဘာမေးနေရတော့ဟိုရုတ်တရက်မေးခွန်းနေမဟုတ်လေအဓိကဟုတ်ပါဘူးကျွန်တော်ကကြောက်အဲ့လိုမျိုးလူချစ်လူခင်ပေါ်ကျင်တာအဓိကချစ်တယ်ဆိုလို့ရှိရင်ငါက28နေပေါ့အဲ့လိုပါပဲမြစ်တာပေါ့အဓိကတော့ main ကလေးတယောက်ကိုယောက်ျားလေးတယောက်နေနေယူမယ်ဆိုလို့ရှိရင်အဲတာဝန်ယူနိုင်တဲ့ စိတ်ကအရေးကြီးတယ်စေတနာအရေးကြီးတယ်ပြေဆုံးပင်မဲ့လဲအစေတနာမရှိရင်အဲဘလောက်ပဲချမ်းသာချမ်းသာစေတနာမရှိရင်ဟိုတကြက်တောင်မထွက်ပါဘူးအဲ့တော့စေတနာရှိဖို့ပဲအရေးကြီးပါတယ်အဲ့တော့ဟိုအိမ်အောင်ပြုဖို့ဆိုတာကကိုကဒီမျိုးသမီးပေါ်မှာစေတနာထားနိုင်လားဆိုတာကိုမူတည်ပြီးတော့ပဲအဲဒါတွေကိုသွားရမှာပေါ့နော်အဓိကကတော့ကိုမဘလောက်ပဲပြေဆုံးပြီဆိုခੁੰဒနာပြောသလိုစေတနာအရေးကြီးပါတယ်ဟုတ်အသက်အသက်ရွယ်ဆိုတာ number just number အဲ့ဒါကြီးဟမ်ပုံပေါ်ရနေစာပြီးချစ်လို့ရအကုန်ချစ်လို့ရပါတယ်အဓိကအသက်ပြင်ဘာမေးနေရတော့ဟိုရုတ်တရက်မေးခွန်းနေမဟုတ်လေအဓိကဟုတ်ပါဘူးကျွန်တော်ကကြောက်အဲ့လိုမျိုးလူချစ်လူခင်ပေါ်ကျင်တာအဓိကချစ်တယ်ဆိုလို့ရှင်လည်း928နေပေါ့အဲ့လိုပါပဲမြစ်တာပေါ့ အဲကျွန်တော်မတက်ရောက်လိုက်ရအောင်ကျွန်တော်စိတ်နှမ်းတော့ပွဲတက်လေးရှိနေရောကြတော့သူ့ကိုအဲတော့လာဖိတ်တဲ့နေရပဲဒါပေမဲ့ကျွန်တော်အမေကိုစားကျွန်တော်အမေကကိုစားသွားပြီးရေပေါ့နော်အဲတော့သူ့လည်းလန်တောင်းမှန်လိုက်တယ်သူကလည်းနားလေတယ်ဆိုတော့ဘာပြောခုတော့သူတို့ဗီယနမ်လားမသိဘူးအဲဟန်နီမွန်ထွက်နေကြရဲ့ကောင်းပါတယ်ဟုတ်အားကြတယ်ဟမ်အားအဲ့လိုတော့မဟုတ်ပါဘူးအားကြရတော့အကုန်လုံးအားကြပါရဲ့ဒါတကယ်ချစ်မြတ်နိုးကြတဲ့ဒါဇုံလွဲတွေအဲဇနီးမောင်နှံတွေအကုန်လုံးအားကြပါတယ်ဟုတ်မမေရ မပြောပါဘူးအမေကအဲ့လိုမျိုးဟိုဝင်အဲ့လိုမျိုးကိစ္စရင်းနဲ့သူကဘာမှသိမပြောပါဘူးဟုတ်မပြောပါဘူးမပြောပါဘူးကျွန်တော်ဟိုဟာအိမ်မှာမီးလေးနှစ်ကောင်မွေးပေးထားတယ်အမေတို့ကတေတကောင်ကပူတယ်လေတကောင်ကပွန်လေအဲသူ့မီးကြီးပဲအဲဖြစ်လောက်တယ်နော်အဲသူ့တို့ရင်မေးကြည့်အောင်ဖြစ်လောက်တယ်ဟမ် ။အော်တကယ်ချစ်ရင်တော့ဘာဖြစ်လဲ။ပြီးတယ်တော့မဟုတ်ဘူးပေါ့။တကယ်ချစ်တယ်ဆိုရင်တော့ဒါကတော့ကောင်းပါတယ်။နော်။ကျွန်မတို့ကပါ။ဗျာ။မရှိပါဘူးမရှိပါဘူး။ကျွန်တော်ပြင်ရပြောလို့အဆင်ပြေပါတယ်။ဘာလို့လဲဆိုတော့ဒါသူကိုယ်တိုင်ရွေးချယ်တဲ့ချစ်ချင်းမေတ္တာဆိုရင်အားလုံးကဒါအုံနောက်ရှိကြရလေနော်အဲကောင်းပါတယ်သူကသူဘယ်သူပဲရွေးချယ်ရွေးချယ်တာသူတို့ပဲသူတို့ပဲဖြတ်တန်းရမယ်ဘဝဆိုတော့ကျွန်တော်တို့ကအရင်ကြီး pressure ပေးလို့မရဘူးလေနော် အဲ့လိုမျိုးမရှိပါဘူးပြည်စုံနဲ့မပြည်စုံဆိုတာမရှိပါဘူးအဓိကတော့ main ကလေးတယောက်ကိုယောက်ျားလေးတယောက်နေနေယူမယ်ဆိုလို့ရှိရင်အာတာဝန်ယူနိုင်တဲ့စိတ်ကအရေးကြီးတယ်စေတနာအရေးကြီးတယ်ပြည်စုံပင်မဲ့လည်းအဲစေတနာမရှိရင်အဲဘလောက်ပဲချမ်းသာချမ်းသာစေတနာမရှိရင် ဟိုတကြက်တောင်မထွက်ပါဘူးအဲ့တော့စေတနာရှိဖို့ပဲအရေးကြီးပါတယ်အဲ့တော့ဟိုအိမ်အောင်ပြုဖို့ဆိုတာကကိုကဒီမျိုးသမီးပေါ်မှာစေတနာထားနိုင်လားဆိုတာကိုမူတည်ပြီးတော့ပဲအဲဒါတွေကိုသွားရမှာပေါ့နော်အဓိကကတော့ကိုမှဘလောက်ပဲပြည့်စုံပြီးသူကုသနာပြောသလိုစေတနာအရေးကြီးပါတယ်ဟုတ်